你忘了？ စကိုင်းတိုင်းဒဇင်မြို့မှာစစ်ကောင်စီတပ်ဖွဲ့ကိုကြားပြတ်တိုက်ခိုက်နိုင်ခဲ့တဲ့တော်လှန်ရေးတပ်တွေကိုဒေသခံတွေကကြိုဆိုခဲ့ကြတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် BLC ကသိရပါတယ်။ဇွန်လ2ရက်မနက်9နာရီကျော်မှာအတောရွာစစ်ကောင်စီအထိုင်စခန်းကနေတဲခုံကြီးရွာကိုထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို PLL နဲ့မဟာမိတ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကနှစ်ပွင့်ဗိုလ်တအူးအပါရှင်းဦးတည်ဆုံပြီးကာပိုင်တနက်နှက်လက်ရရှိခဲ့ပါတယ်။ အဆိုပါတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် BLA ဒဇယ်မြို့နယ်ဘက်ကဖာတိုင်းနယ်နေဘက်ကဖာနဲ့ရေဦးဘက်ကဖာကရဲဘော်တွေကိုပြန်ရလန်တဲ့ချောင်းမှာရှိတဲ့ဒေသခံပြည်သူတွေကကြိုဆိုခဲ့တာလို့ပြည်သူ့လူမျိုးရေးတပ်မတော် BLA ရဲ့အထွေထွေအတွင်းရင်မှုရဲဘော်နီနီကျော်ကပြောပါတယ်။ဒီတိုက်ပွဲဖြစ်တဲ့နေ့လည်းပေါ့နော်ဂျွန်လာနေ့နေ့ညနေပိုင်းမှာအဲကြိုဆိုတာကဒီတိုက်ပွဲတွေဖြစ်ပြီးတော့ရဲဘော်တွေကအဲမန္တလေးဘက်က စစ်ကြောင်းတွေပြန်ထိုးလာမှဆိုတော့ကာကွယ်ပြီးတော့စောင်းစောင်းနေကြတာပေါ့နော်ဘယ်လိုကအိမ်ပြန်လို့ရတယ်အဲကင်းနေယူပြီးစောင်းနေတာပေါ့နောက်ပိုင်းဇန်နီလုံးကစစ်ကြောင်းမထိုးလာတော့ဆိုမှသူတို့တောက်ကိုပြန်လာပေါ့နော်ဒါလည်းဝင်တဲ့ခါမှရွာပြည်သူတွေကနေရောအန္တရာယ်သူတို့လှည့်လည်းနေကြိုးကြလာပါဟုတ်ကဲ့ဒါပြင် PLA အနေနဲ့လည်းပြည်သူတွေအပေါ်ကာဝယ်ပေးနိုင်တဲ့အတွက်ဝန်တာကြောင်းနဲ့အခုလိုကြိုးစုံကွန်ပျူတာအပေါ်ဂျေဆုတင်ကြောင်းကိုလည်းရဲဘော်နီနီကျော်ကပြောပါတယ်